ရွှေဘူတန်ကြောင့်လူကြီးမိဘတွေဖြစ်တဲ့ကျမ်းမာရေးပြဿနာ၅မျိုးနဲ့ကြိုးဆိုင်နေမြာတနေ့နဲ့တနေ့ပူပြင်းလာတဲ့နွေရာသီရဲ့အဘူတန်ကိုလူတိုင်းလူလိုအလူအလဲခံကြရပါပြီဒီလိုအလူလဲခံရတဲ့အထက်မှာကလေးတွေနဲ့လူကြီးတွေကပုံပြီးပြင်းပြင်းထန်ထန်ခံစားကြရပါပြီဒီတော့နွေအဘူကြောင့်လူကြီးမိဘတွေမှာဖြစ်တဲ့ကျမ်းမာရေးပြဿနာတွေကဘာတွေဖြစ်မလဲဘယ်လိုတွေကြိုးဆိုင်ပေးလို့ရမလဲဆိုတာကိုဝေမျှပြီးသွားပါမယ်အားလုံးမင်္ဂလာပါရှင် CSP channel ကနေကြိုဆိုလိုက်ပါတယ် အခုလိုဗဟုသုတအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေရမို့ channel လေးကို subscribe မလုပ်ရသေးပါက like and subscribe လေးလုပ်သားဖို့လည်းတောင်းဆိုပါကြည့်ရှင်။ຫນွေပူကြောင့်လူကြီးမိဘတွေမှာဖြစ်တဲ့ကျန်းမာရေးပြဿနာ၅မျိုး ਨੇ ခရုဆိုင်နေ။အရင်ဆုံးຫນွေပူကြောင့်လူကြီးမိဘတွေမှာဖြစ်တဲ့ကျန်းမာရေးပြဿနာ၅မျိုးအကြောင်းကိုအရင်ဆုံးပြောပြပေးခြင်းမိုက်။အရန်ပူတဲ့ຫນွေရသည်မှာလူကြီးမိဘတွေမှာအခုလိုကျန်းမာရေးပြဿနာတွေဖြစ်နိုင်မိုက်။အပူရှက်တာ နွေရာသီမှာလူကြီးတွေမှာအဖြစ်များတဲ့အကျန်းမာရေးပြဿနာတစ်ခုပါနွေရာသီမှာအပူချိန်မြင့်တာဆိုထိုင်းစများတာတွေကြောင့်နွေရာသီမှာကိုတွင်းရေတက်ခန့်ချောက်တာကိုတွင်းအပူချိန်မြင့်တက်တာတွေကြောင့်အပူရှက်တာကိုဖြစ်စေနိုင်ပါတယ်အပူရှက်တာကအချိန်မီမကုသဘူးဆိုရင်တော့အသက်အနည်းထိခိုက်စေတဲ့အထိပြင်းထန်နိုင်တာကြောင့်တီချာလေးကယူဆိုင်ဖို့လိုပါမယ်ကြွက်တက်တာကိုလန်းလေးကျင်ကန်လောက်တာကခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေနိုင်ပါတယ်တာမန်အချိန်မှာဆိုရင်မတိတာပေမဲ့ လူရတီမှာဆိုရင် နကိုပူနီယာကပူဆုံနိုင်ပါ යි အပူချိန်မြင့်တက်လာပြီဆိုရင် ကိုတွင်းမှာရေနဲ့စားတက်တွေဆုံးရှုံးလာပါ යි အထူးသဖြင့်ကြွက်သားတွေကြုံဆန်းဖို့လိုအပ်တဲ့စားတက်တွေဆုံးရှုံးတဲ့အခါကြွက်တက်တာမျိုးဖြစ်စေနိုင်ပါ යි ဒါကြောင့်နှွေပူနေချိန်မှာတက်နိုင်သမျှကိုလန့်လှူရှားမှုတွေပြင်းပြင်းထန်ထန်မလုံးမိဖို့လိုပါ යි ရှေးတက်ခန္ဓာနွေရာသီမှာလူကြီးမိဘတွေမှာအဖြစ်များတဲ့ကျန်းမာရေးပြဿနာနောက်တစ်ခုကတော့ရှေးတက်ခန္ဓာပါ ရေတက်ခန္ဓာကရေပူနေချိန်မှာချွေးထွက်များတာရေတက်ပြေဝအောင်မတောင့်မိတာတွေကြောင့်ကိုယ်တွင်းမှာရေတက်ခန္ဓာမျိုးဖြစ်နိုင်ပါသည်ရေတက်ခန္ဓာကမလိုအပ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါသည်ခြေကောင်လက်ပန်းကျတာရေပူပြင်းနာကချွေးထွက်များပြီးကိုယ်တွင်းကနေရေတန်းနဲ့တစားတက်တွေဆုံးရှုံးလာကြခြေကောင်လက်ပန်းကျတာကိုခံစားရနိုင်ပါသည်ပြင်းထန်တဲ့အပူချိန်နဲ့အချိန်ကြာမြင့်စွာထိတွေ့မိတာက ကိုတွင်းအပူချိန်ကိုထိန်းညှိရမှာအနောက်အရှက်ဖြစ်စေပြီးကိုအပူချိန်မြင့်တက်တာကြောင့်ခြေကောင်လက်ပန်းကျတာကိုဖြစ်စေပါဒီအခြေအနေကိုတိကျမထိန်းသိမ်းဖြစ်ဘူးဆိုရင်တော့အပူရှက်တာကိုဖြစ်စေနိုင်ပါခေါင်းကိုက်တာရေပူချိန်မှာခေါင်းကိုက်တာကလည်းအဖြစ်များပါအပူချိန်ပြင်းတာရေထက်နေရာတွေကခေါင်းကိုက်တာကိုဖြစ်စေဖို့တွန်းအားပေးနေရပါငကုခေါင်းကိုက်ယောဂအခန်းတစ်ခုခုရှိမယ်ဆိုရင်လည်းခေါင်းကိုက်တာကပိုဆိုးတက်ပါ အခုဆိုရင်နွေရာသီမှာအဖြစ်များရဲ့ကျန်းမာရေးပြဿနာတွေကိုသိပြီးသွားပြီဆိုတော့ဘယ်လိုကယူဆိုင်ရမလဲဆိုတာကိုဆက်ပြောပြပြီးမယ်နော်ဘယ်လိုကယူဆိုင်မလဲရေတပ်ပြေဝစီဖို့ကယူဆိုင်မယ်နွေရာသီမှာရေတပ်ပြေဝစီဖို့ကအရေးကြီးဆုံးအချက်တစ်ခုပါဒါကြောင့်နွေရာသီမှာရေတပ်ပြေဝအောင်ကယူဆိုင်ရမယ်ရေတပ်ပြေဝစီဖို့ဆိုရင်ရေတိုက်လို့ရပါတယ်နောက်တစ်မျိုးအနေနဲ့ဓာတ်စာရည်တဘာဝအသီးဖျော်ရည်တွေအုံစိမ့်ရည်တွေတိုက်ပြီးလို့ရပါတယ်ဒီလိုတိုက်ပြီးတာကနွေရာသီမှာဆုံးရှုံးသွားတဲ့ရေတပ်ကို ဖြည့်ပြီးနိုင်ရာရောက်သလိုတက်စားဓာတ်တွေကိုပါဖြည့်ပြီးနိုင်မှာပါအာဟာရပြည့်ဝအောင်ပြင်ဆင်ပေးပါအာဟာရပြည့်ဝအောင်ပြင်ဆင်ပြီးတာကလည်းဖြည့်ဖြည့်မမီတို့ကိုနွေရာသီမှာတမ်းမာစေဖို့အထောက်ကူပြုပေးနိုင်ပါဒီလိုပြင်ဆင်ပြီးတဲ့အခါမှာအရင်ရွှမ်းနဲ့တတိလေးတွေစွပြုတ်စံပြုတ်စားအာရီပြင်ဆင်ပေးလို့ရသလိုတတိဖြော်ရည်တွေတက်စားရည်တွေကိုလည်းပြင်ဆင်ပေးလို့ရပါတယ်ဟင်းသီးဟင်းရွက်လေးတွေပါအောင်ပြင်ဆင်ပေးဖို့လည်းမမေ့ပါနဲ့ အပူချိန်ပြင်းနေချိန်မှာအပြင်ထွက်တာမျိုးမလုပ်ပါစေနဲ့လေပူချိန်နဲ့တိုက်ရိုက်ထိတွေ့တာဖေဖေမေမေတို့ကိုအပူတံပြက်တနာတွေခံစားရနိုင်ခြင်းများစေတလို့အပူရှက်တာလိုမျိုးအသက်အနည်းထိခိုက်စေနိုင်တဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အသက်အရွယ်ရနေပြီဖြစ်တဲ့ဖေဖေမေမေတို့ကိုမနက်စင်နိုင်နဲ့နေ့လယ်လေးနာရီကြာနေပူချိန်မှာအပြင်ထွက်တာမျိုးလေးကျင်ကံပြင်းပြင်းထန်ထန်လှုပ်တာမျိုးမဖြစ်စေဖို့ဂရုစိုက်ပေးပါ။လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ။ နေပူနေချိန်မှာအပူတန်းကြောင့်ဖဖေမေမေတို့ထိခိုက်မှုကင်းစေဖို့ဆိုရင်လေဝင်လေထွက်ကောင်းပြီးအရေးရာနေရာမှာနေပါစေ။ဒါမှအပူတန်းကြောင့်ကိုတွင်းအပူချိန်မြင့်တက်တာအပူရှက်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးရရှောင်ပါပါ။ဒါကြောင့်အိမ်ထဲမှာပဲနေရဆိုရင်တော့လူကြီးတွေကိုလေဝင်လေထွက်ကောင်းပြီးအေးမြတဲ့နေရာမှာထားပေးပါ။ခြေသားပွပွချောင်ချောင်လေးတွေပွပေးပါ။နေရာဒီမှာခန္ဓာကိုယ်ကိုအေးမြနေစေဖို့ဆိုရင်အကောင်းဆုံးကအယောင်ဖြော့ဖြော့ ခြိသားပပချောင်ချောင်လေးတွေကိုဝစ်ဆင်ပေးတာကချွေးဆုပ်ပေးတယ်လို့ခန္ဓာကိုယ်ကိုလေဝင်လေးထွက်ကောင်းကောင်းနဲ့အေးမြစေဖို့ထောက်ကူပေးနိုင်မှာပါဒီတော့နှွေပူနေချိန်မှာဖေဖေမေမေတို့ကိုခြိသားပပချောင်ချောင်လေးတွေဝစ်ဆင်စေဖို့ဂရုစိုက်ပေးပါဒီအချက်လေးတွေကိုတခြားလေးကယူဆိုင်ပေးမယ်ဆိုရင် လူကြီးမိဘတွေကိုຫນွေအပူတံကြောင့်ထိခိုက်မှုကင်းစေမှာအထူးခြားပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။